အခုတင်ဆက်ပေးမယ့်သတင်းကတော့ KIO ကိုစားပြု Technical Advisory Team အလို့အဖွဲ့ယုံကိုမြေကြီးနားမှာဖွင့်လှစ်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ KIO ကိုစားပြု Technical Advisory Team အလို့အဖွဲ့ယုံကိုမြေကြီးနားမြို့စီတာဘူးရက်ကွက်နောင်ရနေမြေ KIO ဆက်ဆံရေးယုံဟောင်းနေရာမှာလာမယ့်ဇွန်လလ20ရက်နေ့မှာဖွင့်လှစ်ဖို့အတွက်ရထားတယ်လို့သိရပါတယ်။အဆိုပါယုံဖွင့်ပွဲကိုကချင်ပြည်နယ်အစိုးရမြမငြိမ်းချမ်းရေးစင်တာ MPC လူမှုအခြေပြုအဖွဲ့အစည်းများ NGO လန်နက်ကိုင်အဖွဲ့အစည်းတွေကိုဖိတ်ကြားဖွင့်လှစ်သွားမှာဖြစ်တယ်လို့မြကြီးနားမြို့ကိုရောက်ရှိနေတဲ့အဆိုပါအလို့အဖွဲ့မှပြောရေးဆိုခွင့်ရှိသူဦးထောင်ခေါင်ကဆိုပါတယ်ပြည်သူဆက်ဆံရေးအဖွဲ့ဆက်သွယ်ရေးအဖွဲ့သူတေသနာအဖွဲ့ရုံးအဖွဲ့အဖွဲ့နေတော့မှကြာနေရဖြစ်ပြီးရုံးဖွင့်ပြီးပါကဆွေးနွေးဝဲတွေအများဆုံးဖြစ်လာအောင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်အဆိုပါအဖွဲ့ကိုမူလက KIO အဖွဲ့မှအဖွဲ့ဝင်6ဦးအရက်ဖက်မှ4ဦးနဲ့အဖွဲ့စည်းဖို့ရည်ရွယ်ထားပေမဲ့လည်း KIO မှ9ဦးနဲ့အရက်ဖက်မှ10ဦးပါဝင်ဖွဲ့စည်းဖို့ပြောင်းလဲထားတယ်လို့ အဆိုပါအဖွဲ့ပေါ်ပေါက်ဖို့အတွက်လိုင်းလံကူညီနေတဲ့ PCG အဖွဲ့ဝင်ဦးဆောင်ကပြောကြားခဲ့ပါတယ်ရှင်။